ရခိုင်ပြည်အားမြို့နယ်နဲ့ကြောက်တုံမြို့နယ်တို့ကအခမဲ့ပညာသင်ကျောင်းမှာစာသင်ကြားနေကြတဲ့စစ်ပေးဆောင်ကလေးငယ်တထောင်နီးပါးဟာပညာဆက်လက်သင်ကြားခွင့်ဆုံးရှုံးရမယ့်အရေးနဲ့ကြုံနေရတယ်လို့ကျောင်းတာဝန်ရှိသူတွေစီကသိရပါဗျ။အဲ့နဲ့ကြောက်တုံမြို့နယ်မှာတန်းခေါ်ဆရာထွန်းပညာရေးစင်တာကဖွင့်လှစ်ပေးထားတဲ့အခမဲ့ပညာသင်ကျောင်း၅ကျောင်းရှိပြီးတော့ KG တန်းကလည်း Grade 8အထိကျောင်းသားကျောင်းသူတထောင်လောက်ပညာသင်ကြားနေကြတာပါ။ လက်ရှိမှာကျောင်းလွေပတ်ဖို့ငွေကြေးအခက်အခဲနဲ့ရှင်ဆိုင်နေရပြီးအခုအညီမရရှိပါက အခုလကုန်ပိုင်းမှာကျောင်းပိတ်သိမ်းရနိုင်တဲ့အခြေအနေရှိနေပြီလို့ကျောင်းတာဝန်ရှိသူတယောက်ကပြောပါတယ်လာရှိမှာတော့ဒီဒီခုလရှိတော့တောင်းပိတ်ငွေပါရဲကျွန်တော်တို့ဒီ probably အဲလောလောဆယ်တော့ကြီး run နေမှာဒီမြန်မာနိုင်ငံလေနောက်လောလောဆယ်တော့ခိုင်ရန်နေမှာမဟုတ်ပါပြဲဘယ်လိုဆိုကြဒီခုကျွန်တော်တို့အဲ ဝါနမ်ဘရာဘဇူရီဒီဆာဆာမာတိကိုလေးဒီအဲထပ်ပန်းကြီးမပြရသေးတယ်အများကြီးရှိပါနဲ့ပြီးအကြောင်းလေပဲဘရာဆိုဂါဇရိုက်ဒီကတော့ကလေလုံးလုံးဝမော်ရယ်ဆိုကလည်းလိုင်းမမဖိုင်းနေပါကျောင်းလေပတ်နိုင်ရဲ့အတွက်လစဉ်ငွေကျပ်380ဝန်းကျင်ကုန်ကျမှုရှိပြီးပြီးခဲ့တဲ့လတွေကနေငွေကျပ်အခက်အခဲကြားကလေပတ်နေတာဖြစ်ပေမဲ့အခုအခါအကူအညီမရတော့တဲ့အတွက်ကျောင်းပိုက်တင်ရမယ့်အထီးဖြစ်လာတာလို့ကျောင်းတော်ဝန်ရှိသူတွေကဆိုပါတယ် ရခိုင်ဒေသအတွင်းအလုတ်အကန်ရှာပါမှုကုန်စည်မှုမြင့်တက်မှုတွေကြောင့်ဆဝနေရေးကြက်တဲမှုတန်ကြားရင်ဆိုင်နေရခြင်းအခမဲ့အကြောင်းတွေပိတ်သိမ်းမှာကိုကျောင်းသားမိဘတွေကစိုးရိမ်နေကြတာပါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကြောက်တော်မြောက်ခံအမျိုးသားတဦးပြောတာကိုအတန်အစားထိုးဖတ်ပြထားပါတယ်အခမဲ့ပညာသင်ပေးတဲ့ကျောင်းတွေပိတ်သင်ရတဲ့ဆိုတော့ဒီသူတို့အတွက်တင်မဟုတ်ဘူးပေါ့နော်အနာဂတ်ရဲ့ခိုင်ပြည့်အတွက်လည်းအများကြီးဆုံးရှုံးနေနိုင်မှုရှိပါတယ် အဲအေးအနေနဲ့လည်းဒီလိုလုတ်ပွင့်နေတဲ့အဖွဲတွေကိုအဆင်ပြေအောင်တကူလုတ်ပွင့်ရင်တော့ပိုကောင်းမယ်လို့မြင်မြင်ပါတယ်ဗျပညာသင်ခွင့်အပြည့်အဝမရနိုင်တဲ့အခုကာလမှာဒီလိုအခက်မဲ့အကြောင်းတွေအများကြီးရှိဖို့လိုအပ်တယ်ဆိုတော့ကိုသိဖို့လိုတာပေါ့နော်အေးထိန်းချုပ်ဒေသတွေမှာအခုနှစ်စာသင်ကျောင်းတွေဖွင့်လှစ်ထားပေမဲ့စစ်ဘေးရှောင်တွေနဲ့စီးရင်နှုံးပါတဲ့ကလေးငယ်တွေဟာပညာသင်ကြားခွင့်ရရှိရဲ့အတွက်စင်ခုံမှုများစွာရှိနေကြတာပါဒါကြောင့်ကလေးငယ်တွေပညာသင်ကြားခွင့်ရရှိရဲ့အတွက် နှုမို့အဖွဲ့အစည်းတွေကဖွင့်လှစ်ထားတဲ့အခမဲ့ပညာသင်ကျောင်းတွေကိုအားကိုးနေရတာလည်းဖြစ်ပါတယ်။လက်ရှိရခိုင်မြို့သိမ်းတိုက်ပွဲဟာနှစ်နှစ်နီးပါးကြာမြင့်လာနေပြီးနေရဆွခွာနေရသူစစ်ဘေးရှောင်6သိန်းလောက်ရှိနေပြီးတော့ဆောက်ဝတ်နေရေး၊ကျန်းမာရေး၊ပညာရေးစားတဲ့ကဏ္ဍအသီးသီးမှာစင်ခုံမှုများစွာရှိနေတာလည်းဖြစ်ပါတယ်ရှင်။